မဟာတက္ကရေ68ခုနဲ့ကဆုံလာပြေတောက်ကြနေဝဲမေရောမာယာဒေဝီသည်လုံမဏီဥယျာဉ်ရှိအင်ဂျင်ပင်များအောင်၌ဖျားလောင်းကိုမွေဖွားတန်ဆင်ခဲ့သည်ဟယ်လိုအခုတိရီကအိန္ဒိယနိုင်ငံကနေပြီးတော့လုံမဏီဥယျာဉ်ရှိရာနီပေါနိုင်ငံကိုသွားဖို့အတွက်နေဆက်ဖြတ်ကျော်မဲ့နေရာကိုသွားနေရပဲဖြစ်ပါရဲ့ရှင်။ကုတိနိုင်ယောင်ကနေအိန္ဒိယနယ်စပ်ကိုကားနှစ်ဆင့်ပြောင်းစီခဲ့ရပါဗျ။ အခုနေဆက်ကိုရောက်ပါပြီအိန္ဒိယလာဝကမှာအထွက်တုံးထုပြီးတော့ဒီရိုနီပေါ်ဘက်ကိုကူးမှာပဲဖြစ်ပါရဲ့ရှင်နီပေါ်ဘက်ရောက်တဲ့အချိန်မှာတော့ကိုဗစ်ဆေးရပါတယ် နေပေါ်နယ်ဆက်ကနေ45မိနစ်လောက်ကထပ်စီပြီးရဲ့အချိန်မှာတော့ဒီလိုလုံမနီကိုရောက်ပါရရှင်။ဖျားလောင်းမွေးဖွားရနေရာအတိအကျရှိတဲ့မာယာဒေဝီကျောင်းဆောင်အတော့ကကြောက်စာတိုင်းတို့အပြင်မေရိုမာယာရေပူရေချမ်းသုံးဆောင်ခဲ့တဲ့ရေကန်တို့ကိုလည်းလုံမနီဥယျာဉ်ထဲမှာတွေ့မြင်နိုင်ပါတယ်။ ဥယျာဉ်ရဲ့တစ်ဖက်ချမ်းမှာတော့ငញ្ញံရေးမရှိတိုင်းငញ្ញံရေးတူမြောင်းနဲ့ငញ្ញံရေးစီရီတို့အပြင်နိုင်ငံပေါင်းစုံမှာဖះရောက်ကံများကိုလည်းတွေ့မြင်နိုင်ပါတယ်ရှင်။ နောက်တစ်နေ့မှာတော့လုံပင်နေကနေ45မိနစ်ခန့်ကားဆီပြီးတော့ကပီလဝုတ်နေပြီးတော့ကိုသွားရောက်ဖို့မျှော်ခဲ့ပါတယ်ဒီနန်းတော်အတွင်းမှာဖះအောင်ဟာတိတ်တက်တမင်းသားဘဝအပြင်29နှစ်တန်တိုင်းနေထိုင်ခဲ့ရပဲဖြစ်ပါတယ်။ ဖះအလောင်းတိတ်တတမင်းသားဟာတရားရှာဖို့အတွက်နန်းအဆောင်ရောင်နဲ့အရာခတ်သိန်းကိုဆုံခွာခဲ့တဲ့ဒီအရှိတ်ဘက်တကားကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ ဖျားလောင်ဖွားမြင်ခဲ့ရနေရဖြစ်တယ်လို့အင်မတန်မှအေးချမ်းလာတဲ့ဒီလုံမနီဥယင်ကိုတစ်ခါလောက်တော့သွားရောက်လေပတ်ဖို့တိုက်တွန်းရင်းဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။ကြည့်ရှုပေးကြတဲ့သူအားလုံးကိုကျေးဇူးများကြီးပဲတင်ပါတယ်။